နေပြည်တော်စကိုင်းမန္တလေးမကွေးပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွေမှာရှိတဲ့ငလင်တန်တဲ့နေရာတွေကိုအရေးပေါ်အခြေအနေအဖြစ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ကြေညာပါတယ်။ဒီနေ့မလ28ရက်ဒေသစံတော်ချိန်မိုးလယ်12:51မိနစ်3ည2စက္ကန့်အချိန်မှာမန္တလေးမြင်ကလင်းစကန်ကနေအရှေ့မြောက်ဘက်27ကီလိုမီတာခန့်ကွာဝေးတဲ့မန္တလေးမြို့ရဲ့အရှေ့မြောက်ဘက် 20ကီလိုမီတာခန့်အကွာမြောက်လက်တီတော့22.39ဒီဂရီအရှိန်လောင်ကြီးတော့66.23ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီး Air Star Scale 9.9အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလင်းတစ်ခုလှုပ်ရှားသွားခဲ့ပြီးနောက်ဆက်တွဲငလင်းငယ်3ချိန်ခန့်လှုပ်ရှားခဲ့ကြောင်းတိုက်ထွာ ရရှိခဲ့တယ်လို့ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကကြေညာပါတယ် အဆိုပါပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့်သခိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့မှာရှိတဲ့ငလျင်တန်တဲ့နေရာတွေကိုအရေးပေါ်အခြေအနေအဖြစ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြေညာလိုက်ကြောင်းနားဆောက်ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့အဆိုပါဒေတာတွေမှာပြည်စည်းဆုံးရှုံးမှုတွေကိုအလင်းအမြန်စုံစမ်းစစ်ဆေးတာ ကိုကြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုစွန့်လင်စာဆောင်ရွက်တာတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။လိုအပ်တဲ့သဘာဝဘေးအန္တရာယ်ကိုကြီးကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိစေရေးအတွက်လည်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့အချိန်မီရရှိလာတဲ့သတင်းတွေကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကအချိန်နဲ့တပြေးညီထပ်မံထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ရေးအဖွဲ့ကဆိုပါတယ်။ပြည်သူလူထုအနေနဲ့ဖြစ်ပေါ်လာနိုင်တဲ့ကောလာဟလတွေအပေါ်သတိထားဆင်ခြင်နိုင်မှုနဲ့သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာနိုင်ငံတော်အစိုးရ ဒေတာဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့တိုက်တွန်းကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကကြေညာပါတယ်။